ယခုပဒီယိုလေးကိုကြည့်မိသူအများစုကပဒီလန်းကိုစိတ်ဝင်စားသူတွေဖြစ်လိမ့်မယ်လို့ယူကြည်ပါတယ်။ပဒီစိတ်တာက အကြောင်းမျိုးမျိုးရှိကြပါလိမ့်မယ်။ဘာရွယ်ချက်နဲ့ဗီစိတ်တာလဲလို့မိလိုက်ရင် တိတိကျကျဖြစ်ပေးနိုင်သူရှားလိမ့်မယ်လို့ထင်ပါတယ်။အများဆုံးကတော့စာဝတ်နေရေးအဆင့်ပြောင်းလို့အကျွေးတွေအမြန်ကြည့်သွားအောင်လို့သိမ့်တီစုကြီးပေါ့ချင်လို့စသဖြင့်ဖြစ်မဲ့သူတွေသာများကြပါလိမ့်မယ်။အထက်လန်းဆရာများအတွက်ကတော့ပညာခရီးနှင့်အာနာဇက်ကြီးမှသွားအောင်ပြိစိတ်တွေရှိကြပါသည်။အချို့ကဘာရင်မဟုတ်ဘူ ကုသိုလ်ဖြစ်အောင်စိတ်သာပါဆိုပြီးဖြစ်ကြပါလိမ့်မယ်။ကျမအရင်ကပြောပို့ပါတယ်။ဘလို့ရည်ရွယ်ချက်နဲ့ပြီးစိတ်ကြသည်ဖြစ်ပါစေ။ကုသိုလ်ပွားများနေကြတဲ့အတွက်သာဓုခေါ်ရပါတယ်။လူတိုင်းလူလူကအကုသိုလ်အလုပ်တွေနဲ့သာပြောင်းဝင်နေတတ်ကြပြီးကုသိုလ်အလုပ်မှာနှိမ့်ွင့်နေတတ်ကြပါသည်။ဒါကြောင့်သာဓုခေါ်ရတာပါ။တချို့ကတော့တင့်ထီကြီးပေါ့ရှင်လို့ရိစိတ်တာမလုံနေရွေချက်မကောင်းရင်လက်မကောင်းမှုအချိုးပေးမကောင်းမှုစသည်ပြေကဲ့ရဲ့နှိမ့်ချတတ်ပါသည် အဲ့ဒီစကားကဟုတ်တယ်လို့လူနဲ့ရှိနေတော့ပရိသတ်တွေစိတ်ခါစားသူများအတွက်နားယောင်ပြီးစိတ်ရငယ်သွားတတ်ပါတယ်။အဲ့ဒီလိုမဟုတ်ပါဘူး။တကယ်တော့ကုသိုလ်အလုပ်ကလုံရင်းနဲ့လူကိုတင်ပြပေးသွားတတ်ပါတယ်။ကမ္ဘာသဒ္ဒနာပြုခုလူကြီးဥကိုရင်ကဆိုရင်ယောဂပြောင်းချင်တဲ့စိတ်နဲ့သာဆရာကြီးဥပါခေထံမှာတရားလာအထုတ်တဲ့သူပါမူလရည်ရွယ်ချက်ကမကောင်းဘူးပေါ့သူတို့တရားအားကောင်းလာတဲ့အခါမှာမူလရည်ရွယ်ချက်ပျောက်သွားပြီးတရားဓမ္မနဲ့သာပြုံးမွေသွားခဲ့ပါလေ ကမ္ဘာဝိပဿနာသာသနာပြုပုဂ္ဂိုလ်တွေအဖြစ်ကမ္ဘာကျော်သွားပြီးသူ့ရဲ့ကျေးဇူးတွေကြောင့်ဗုဒ္ဓဘာသာအကြောင်းဝိပဿနာအကြောင်းတွေကိုကမ္ဘာကစိတ်ဝင်စားခြင်းခံခဲ့ရပါသည်အကယ်၍သူအထုတ်ခါစားမှာမိညီရွယ်ချက်ကမကောင်းဘူးအာမထုတ်နေလို့တားမြစ်ခဲ့မယ်ဆိုရင်အဲ့ဒီလိုအကျိုးတရားတွေဖြစ်လာနိုင်ပါမလားဒါကကုသိုလ်လုပ်ဖြစ်ဖို့ကအဓိကဆိုတဲ့စကားကို ရှင်းပြရတာပါပရိစိတ်တာကပရိအားကောင်းလာရင်နန်းเจ้าမှန်တွေအလိုလိုမြင်တွေ့တတ်ပါတယ်ဓမ္မကလူကိုအသိပြသွားတာပါ ဆိုတော့ပရိသမားတွေရဲ့ကျင့်ဝတ်အကြောင်းနည်းနည်းပြောပြပါရစီ။တိဗိဒဆရာများလည်းအများကြီးရှိနေပါလိမ့်မယ်ရှင်။ကျင့်ဝတ်ဆိုတာကတခြားမဟုတ်ပါဘူး။နေ့စဉ်နေထိုင်ပြုစေခြင်းတွေပါပဲ။ပထမဆုံးကအဝိအစားပေါ့။ပရိစေရင်အတင်းတော်ဆုံးကအဖြူရောင်အဝိအစားပါ။အတော်များများပရိသမားတွေလေအဖြူရောင်အင်းကြီးပဲဝေလိရှိကြပါသည်အဘဘူဘူအောင်ပုံဆိုရင်အဖြူရောင်ဝစ်စုံနဲ့ပဲမြင်တွေ့ရပါလိမ့်မယ်အဖြူရောင်ကမြင်ရတဲ့သူတွေရဲ့စိတ်ကိုကြည်လင်စေပါသည် စိတ်ကြည်တဲ့အခါတမာရီဖြစ်လွယ်တယ်။ပရိသမားနဲ့အတင့်တော်ဆုံးကြတော့အဖြူရောင်ဝတ်စားပါပြီ။အဖြူရောင်ဝတ်ရင်အပြိမခံတဲ့အတွက်သတိပြုတတ်တဲ့အကျင့်လေးတွေရှိတတ်လာပါလိမ့်။တန်တန်ပြပြနေထိုင်တတ်လာတယ်။အတွေ့အမြင်တန်ပြလို့စိတ်ကြည်လင်လာတဲ့အခါရုပ်ရည်အစင်းကလည်းကြည်လင်လာပါတယ်။ပရိစိတ်ရတာလည်းတမာရီဖြစ်လေသွားပါတယ်။အခြေခံကျဝေလေးကသတိပြုမိရင်ပြုမိသလောက်အကျိုးထူးများစွာခံစားရတတ်ပါသည်။ဒါကတစ်ချက်။နောက်တစ်ခုကပရိကိုယူသိခြင်းပါပဲ တိသမားအတွက်ပတိကလက်နဲ့ဆိုရင်လည်းမမားပါဘူးစစ်ပွဲဝင်တဲ့စစ်သားတွေအတွက်လက်နဲ့ကအရေးကြီးတယ်လို့ပတိသမားအတွက်ပတိကအရေးကြီးပါတယ်ဆိုတော့လက်နဲ့တခုလိုဖြစ်နေတဲ့ပတိကိုရိုးသေးလေးစားဖို့လိုပါတယ်ကျမအရင်ကဆိုရင်စိတ်ပြီးပြီးရောတွေးတဲ့နေရာချင်းတွေ့ရပြစ်ထားတတ်တဲ့အချင်းရှိတယ်သို့တော့နောက်ပိုင်းမှာပတိကိုအလေးထားရမှန်းသိလာရပါတယ်ဘလို့အလေးထားရမလဲအကယ်၍မိမိအိမ်မှာပတိစိတ်တယ်ဆိုရင် ဖျားချောင်းဆောင်ရုပ်ပွားတော်နာမှာကျွေဖခန်းနဲ့ပဝါဖြူဖြူလေးတတဲခင်ထားရပါမည်။ပတိကိုပဝါပေါ်မှာတင်ထားပါ။ပတိစိတ်တဲ့အခါအသာလေးယူစိတ်ပါ။ပြီးရင်ရိုးရိုးတည်တည်ပြန်ထားပါ။ဂျာကပတိထားတာနဲ့ပတ်သက်ပြီးပြောပြပေးတာပါ။အကယ်၍နေဝေခီးသွားလို့ယူသွားမယ်ဆိုရင်ပဝါပြူလေးတစ်ထည်နဲ့တည်တည်ချာချာထုတ်ပြီးအိတ်ထဲထည့်ယူသွားပါ။ဒါမှပရိသမဗီဇတယ်လို့ခေါ်ရပါမယ်။နောက်ပြီးပရိစိတ်တဲ့အခါပေါ့ ပရိကံပြုမေတ္တာပို့ပြီးလို့ပြိစိတ်တော့မယ်ဆိုရင်တင်မလီခွေနဲ့တတ်တောင်တတ်တာလေးထိုင်မှာတင်းကျက်တဲ့စိတ်မွန်းကျက်တဲ့စိတ်ကိုလျှော့ပြီးထိုင်မှာပြီးရင်ပြိမစိတ်ခင်မှာတင်မလီခွေထိုင်ထားတဲ့ပစိုးပေါ်မှာဟောဝါဖြူလေးတစ်ထည်ခင်ထားပါဟောဝါတစ်ထည်ခံထားတဲ့သဘောပေါ်မဟုတ်ရင်ပရိနဲ့ခြေတော်ထီလို့ဒီပစိုးနဲ့ညီလို့ညီတတ်ပါတယ်အောက်ပိုင်းဝိတဲ့ပစိုးဆိုတော့မတတ်တယ်လို့ဖြစ်နေတတ်ပါတယ်ဒါကြောင့်ပရိကိုလေးစားတော့အားပြီးဟောဝါတစ်ထည်ခံပြီးစိတ်ရပါတယ် တတိကိုအချမ်းပြင်းနဲ့လည်းမထိပါစေနဲ့ခုနတော့ကဘဝပေါ်မှာသာစိတ်ပါဒါဆိုရင်အဆင်ပြေသွားပါပြီဒါတွေကပတိနဲ့ဆိုင်တဲ့ကျင့်ဝတ်လေးတွေပါတတိမထားမိဘူးဆိုရင်တတိထားလို့ရအောင်ကျမကပြောပြပေးရပါလူရင်းအချက်ကမိမိရဲ့လက်နက်တပွဲဖြစ်တဲ့ပတိကိုရိုသေလေးစားရမှာပါပြီတကယ်၍ဆရာကောင်းတဦးရှိမယ်ဆိုရင် စမပတိလေးတစ်ခုလောက်ခိုင်းပြီးစိတ်ရင်ပိုကောင်းပါလိမ့်စမပတိလောက်တဲ့နေ့ကိုနောက်ပြည်ဦးများမှာတင်ပေးသွားပါမယ် ပတိကိုခုံတော်နဲ့ထုံနေအောင်စိတ်ထားရင်ဒီတက်မဲ့ပတိလေးကအစွမ်းနေရှိလာတတ်ပါတယ်။ပယောဂအနောက်ရှက်အဟံအတားတွေကိုကြောက်စရာမလိုတော့ပါဘူး။ရေစိမ်တက်ရင်ပျောက်တယ်အထိစွမ်းလာပါတယ်။နောက်ပြီးနတ်တွေဝိဇာတွေကတက်မြက်စွာနေထိုင်တဲ့သူတွေကိုသဘောကျကြပါတယ်။ခုနတုန်းကပြောခဲ့တဲ့ကျင်းဝင်လေးတွေနဲ့ပြိစိတ်ခဲ့မယ်ဆိုရင်ပတိအားကောင်းလာတဲ့အခါနတ်တွေဝိဇာတွေရဲ့အကူအညီကရလာတတ်ပါတယ်။လူချင်းနဲ့ချစ်ပြီးဆိုရင်ကိုရာကိစ္စပြီးမြောက်ဖို့လွယ်ကူသွားပါပြီ။ ပရိလန်းမှာပထမအဦးဆုံးရေးကြည့်တာကတော့ပရိကံပြရတဲ့အပိုင်းမှာစာအုပ်တွေမှာတော့ပရိကံအရှိကြီးတွေရေးထားတာတွေ့ရပါလိမ့်မယ်။ပရိစိတ်တာပဲကွာ။ကုံတော်ပွားပြီးရောပေါ့။ဘာတွေညာတွေမလိုဘူး။စသဖြင့်စနစ်မကျတဲ့သူတွေကပြောတတ်ကြတာကြားဖို့မှာပါ။ကျမလည်းဟိုးရင်ကပရိစနေစိတ်တဲ့အခါတုန်းကအဲ့ဒီလိုစကားတွေကိုနားယောင်မှုပါသည်။စနစ်မကျတော့ခကြီးကထင်သလောက်မရောက်ပါဘူး။ နောက်ပိုင်းပရိစေရင်စေရင်လေးလာရင်လေးလာရင်နဲ့အတွေ့အကြုံကတင်ပြီးတော့မှအရင်တိခေတာတွေကအတားအဆီးတစ်ခုလိုဖြစ်မှန်းနားလည်မိပါတယ်။လမ်းစဉ်ခွဲတွေကသူ့လမ်းနဲ့သူရှိပါတယ်။ပရိစေတာကအကျိုးတရားအနရရှိမှလက်တွေ့စိတ်ပူးတဲ့သူတွေတည်ကြပါတယ်။ပညာရှိသူတို့ကောင်းတွေလည်းလက်ခံကြတဲ့အရာပါ။ပရိမစိတ်ခင်မှာထမအူဆုံးလုပ်ရမယ့်ပြိကံအပိုင်းပေါ့။ကျမကတော့ပြိကံအရှိကြီးမလုပ်ပါဘူး။လူရင်းကိုပဲပြုလုပ်ပြီးပရိစေပါတယ်။ အခုကျမပြီးခင်ပြုလုပ်ပုံကိုပြပြပေးပါမယ်။ဒီတရားမထိုင်မီမျက်စွာဘုရားကိုပန်းဆင်ပြီးစသည် လူဝေရာပစ္စည်းတစ်ခုခုကတ်လူပူဇော်ပါ။နေတိလာဆောက်ဒီပါ။၃ဖရာအစရှိသော သူတော်ကောင်းတို့အား၎င်း၊ဆရာသမားတို့အား၎င်းတောင်းမှန်ပါ။တောင်းမှန်ဖို့အစီအစဉ်ကိုတိချပြပြပေးပါမယ်။အရှင်ဖရာတပည့်တော်သည်ဖရာပစ္စည်းကဗုဒ္ဓရဟန္တာအရိယာသူတော်ကောင်းအပေါင်းတို့၏အပေါ်၌၎င်း နိဗ္ဗာန်ရောက်ကြောင်းတရားကောင်းကိုသူတင်ပြတာဆုံးမပိတနာတော်မူသောဆရာသမားတို့၏အပေါ်၌၎င်းအစမတင်တန်တရားတခွင်မှစ၍ယင်းဤအချိန်ကြောင်ကာယကံဝစီကံမနောကံတို့ဖြင့်ပြမမိသောပြည့်ရှိပါကဖရာအစရှိသော အရိယသူတော်ကောင်းတို့သည်ဖရာတပည့်တော်အားတနာသောအဖြစ်ခွင့်လွှတ်တော်မူပါကြည်ဤတော်မူပါအရှင်မြတ်တို့ဖရာလို့ရွတ်ဆိုတောင်းမှန်ကြရောရပါသည် ခင်မိုးကြီးစေပါကရောလိုက်ခြင်းအပြင်ခန္ဓာကိုယ်မှာနာကျင်ကြိုက်ခဲတာတွေတက်တာသွားပါတယ်။အပြစ်ကြီးတဲ့သူတွေကြတော့ဝေဒနာပြင်းထန်တတ်ပါတယ်။မဖြစ်မနေဝင်ချကြတော့ဘူးတော့လိုပါတယ်။လမ်းမှာခလုတ်ဆွညောင်းတွေအားနေသွားတဲ့အခါလူရခီးအမြန်သွားရောက်နိုင်တယ်လို့ပဲ။ခင်မိုးကြီးစေပါကိုကရောပြီးပရိစေရတဲ့အခါတမာရီဖြစ်လေသွားပါတယ်။ဒီအချက်တွေနဲ့ပဲပရိပရိကံအစီအစဉ်လုံလောက်သွားပါပြီ။အဲ့ဒီပြီးကံတစ်ချက်ပြုပြီးတာနဲ့ခေါင်းမမတ်တာ ခမမတ်ထားပြီးစိတ်လျှော့လိုက်ပါပြီးရင်မေတ္တာအရင်ပို့ရပါတယ်လူရင်းမေတ္တာပို့ဖို့တောင်းချမ်းနေတယ်မေတ္တာပို့ရင်ပြည့်စုံလုံလောက်ပါတယ်တဏ္ဍာရင်တော့အရဲ့မျက်နှာနဲ့မေတ္တာထားရင်ပို့ပြီးစင်ပြေပါတယ်မတတ်နိုင်သူများကတော့အခုပြောမဲ့မေတ္တာပို့တောင်းချမ်းနေတယ်လုံလောက်ပါတယ်မေတ္တာပို့တောင်းချမ်းကတော့ဒီမိမိကိုယ်ကိုအာရုံပြုပြီးငါသည်ပြီးရန်ခတ်သိင်းကင်းငင်ရပါလို့ဤဒေါသခတ်သိင်းကင်းငင်ရပါလို့ဤစင်ရဲခတ်သိင်းကင်းငင်ရပါလို့ဤ ယောဂကတဲ့ကင်းညင်ရပါလို၏နှလုံးစိတ်ဝမ်းအီချင်းရပါလို၏ဆိုပြီးစိတ်နယ်ပွားရပါသည်စိတ်နယ်ပွားတဲ့အချိန်မှာတကယ်စိတ်ဝင်စားဖို့လေလိုပါသည်ဥပမာငါဒီဘေးရန်ကတဲ့ကင်းညင်ရပါလို၏လို့ပွားတဲ့အခါမှာမိမိမျက်နာပေါ်မှာဘေးတွေရန်တွေကင်းညင်နေတဲ့ပုံဝမ်းသာအားရချီးနှူးနေတဲ့ပုံကိုအာရုံပြုရပါသည်ကျန်တဲ့အချက်တွေလည်းအတူတူသဘောထားပြီးပွားလို့ရပါပြီမိမိကစိတ်နှလုံးအိတ်ချမ်းနေမှသူတစ်ပါးတွေကိုမြေတားထားလို့ရမှာပါ ပြီးရင်နံပါတ်2မိမိကိုဆောင်တဲ့ကိုအာယုံပြုပြီးဤငါဤရုပ်နယ်နှစ်ပါးကိုစောင့်ရှောက်ကြကုန်တော့ကိုဆောင်တဲ့အပေါင်းတို့သည်ဘေးရန်ခတ်သိမ်းကင်းငင်ကြပါစီဒေါသခတ်သိမ်းကင်းငင်ကြပါစီစည်ရဲခတ်သိမ်းကင်းငင်ကြပါစီနှလုံးစိတ်ဝဲဤချမ်းကြပါစီသုံးခါပြုတ်ပေးပါပြီးတော့မှနံပါတ်3လူနဲ့တတဝါအပေါင်းတို့သည်ဘေးရန်ခတ်သိမ်းကင်းငင်ကြပါစီဒေါသခတ်သိမ်းကင်းငင်ကြပါစီစည်ရဲခတ်သိမ်းကင်းငင်ကြပါစီ ယောဂခတ်သိမ်းကင်းငြိမ်ကြပါစေနှလုံးစိတ်ဝဲဤချမ်းသာပါစေဆိုပြီးသုံးကပွားရပါတယ်ဒါဆိုရင်မေတ္တာနဲ့ပတ်သက်ပြီးအတော်လုံးလောက်သွားပါပြီမေတ္တာကပရိစေရင်အလွန်လိုအပ်ပါတယ်လောကီဖြစ်ဖြစ်လောကုတ်ဖြစ်ဖြစ်လိုပါတယ်လောကီပရိလမ်းမှာတော့ပို့လိုအပ်ပါတယ်ဘာကြောင့်လဲဆိုရင်ပရိစေလိုဂုံတော်ရွတ်အားကောင်းလာပြီးထေတကူအာနုဘော်တကူကြီးမာလာတဲ့အခါမမြင်အပ်တဲ့လောကသားတွေအတွက်ဒုက္ခရောက်တတ်ပြီးအနှောက်အယှက်ပေးတယ်လို့ပါ ကိုကမသိပေမယ့်သူတို့ကသိတယ်။အဲ့ဒီလိုမဖြစ်ရလေရ။မေတ္တာကြီးနဲ့ကြိုတင်ကွယ်မေတ္တာတားပေးလိုက်တော့အနောက်ရှံမရှိတော့ပါဘူး။ဒါကြောင့်ပရိမစိတ်ခင်မှာအထက်ပါမေတ္တာသုံးချက်ကို အရင်ပွားရခြင်းဖြစ်ပါတယ်။မေတ္တာပွားပြီးတာနဲ့ပရိစတင်စိတ်လို့ရပါပြီ။ပရိကိုစိတ်တည်ငြိမ်အောင်စိတ်ပြီးရင်ပြုသမျှကုသိုလ်အဖို့ပါကကို အမျှဝေပါ။အမျှဝေပြအောင်ဝေပေးပါ။ဒါဆိုရင်ပရိလန်းနဲ့လူရခီအမြင်ရောက်ကြပါလိမ့်မယ်။ အထက်ပါအစည်းအဝေးလေးတွေကိုတတိပြုပြီးစိတ်ကြပါလို့တိုက်တွန်းရင်းသီးသမျှလေးကိုမျှဝေလိုက်ပါတယ်။ကိကြောင်းရာများကိုမူရင်းရေးသားသူဆရာမင်းကန်စီဝင်းအားအထူးကျေးဇူးတင်ရှိပါတယ်။လူရခီအမြတ်ရောက်နိုင်ကြပါစေရှင်။